ားအလုံးမင်္ဂလာပါခင်ဗျာအဲဒီနေ့ Super Sunday မှာဆိုလို့ရှိရင်တော့ဒါ Premier League ရဲ့ဒါအသင်းကြီးနှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်ရှိပါတယ်ဆိုတော့ဒါဒီပွဲစဉ်ကတော့နှုတ်နေည7နာရီမှာရှင်ပြိုင်ကစားသွားကြမယ် Manchester United အသင်းနဲ့ Arsenal အသင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် United အသင်းရဲ့အင်္ဂွေ Old Trafford မှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုပွဲကြိုတုံသက်ခမန်းမှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ဒီနှစ်သင်းကတော့ဒီရာသီမှာတော့အဥတီချက်ချင်းမတူဘဲနဲ့ပေါ့နော်နှစ်သင်းကြားမှာတော့ကွာဟာချက်လေးတွေကတော့ ကြီးမားနေတယ်။အာဆနယ်တင်းကတော့ပရီးမီးယားလိတိုက်တယ်ရေ့စ်ထဲမှာရှိနေသေးပဲလို့ပြောရမှာလည်းဖြစ်တယ်ပေါ့နော်။အဓိကအဆင့်တနေရာကဥဆောင်နေတယ်။ဒါလီဗာပူးအသင်းကိုဆက်လက်ဖိအားပေးဖို့အတွက်အာတွားနေရတဲ့အတင်းဖြစ်ပြီးတော့ယူနိုက်တက်ကတော့အလုံးသီးကြတဲ့အတိုင်းပဲပေါ့နော်။နီးပြအပြောင်းလဲနေတဲ့ဒီရာသီမှာလည်း ရုံးကန်နေရဆဲပဲအမိုရင်လက်ထဲမှာလည်းအကောင်းဆုံးပုံစံကိုမရဘဲနဲ့ United ကတော့ injury ပြဿနာတွေကတော့လက်ရှိမှာထိုးနှက်နေဆဲရလက်ပိုင်းကောင်းမှုပေါ့နော်ရုံးကန်နေရဆဲအသင်းတသင်းဖြစ်တယ်တော့ပေါ့နော်နှစ်သင်းကြားမှာကွာဟချက်လေးကတော့ကြီးမားတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့နှစ်သင်းကဘလောက်ပဲပေါ့နော်ကွာဟချက်ကြီးမားပါစေအာပရီးမီးယားလိမှာတွေ့ဆုံပြီဆိုလို့ရှိရင်တော့အစင်လာပြိုင်ဘက်ဖြစ်တဲ့အတွက်ကိုပေါ့နော်အာပရီးမီးယားလိပရိသတ်တွေအတွက်ပေါ့နော်ဘောလုံးရသ ပေးစွမ်းနိုင်နေပေါ့နော်ပွဲစဉ်ဖြစ်လေရှိတယ်။အာဒါကြောင့်လည်းအာဆင်နယ်နဲ့ယူနိုက်တက်ကလက်ရှိအနေထားမှာပေါ့နော်။အာဆင်နယ်ကပိုကောင်းတဲ့အနေထားချန်ပီယံစုအတွက်သွားနေတဲ့အနေထားဆိုပေမဲ့လည်းယူနိုက်တက်ရဲ့အိမ်ဝင်ဖြစ်နေတာအဲ့ဒါတကြောင်ကျွန်တော်ရှေ့ကပြောရဲပေါ့နော်။ယူနိုက်တက်အနေနဲ့ဒါအစင်အလားခါတီးရဲ့ပြိုင်ဘက်ကိုအင်္ဂွေ Ultra 4မှာပေါ့နော်။အာဆင်နယ်ရဲ့ဒီပရီးမီးယားလိစုအတွက်ပေါ့နော်လွဲချော်သွားအောင်ဘယ်လောက်ဒီဟန်တားနိုင်မလဲစိတ်ဝင်စားဖို့ကောင်းတယ်။အဲလက်ရှိအခြေအနေမှာဆိုလို့ရှိရင်လည်းပေါ့နော်ညာကပွဲစဉ်မှာလီဗာပူးတင်းရဲ့ Southampton ကို အာ3-1ဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်တဲ့အတွက်လက်ရှိမှာအာစနယ်နဲ့လီဗာပူးအသင်းအရတော့ရမှတ်က16မှတ်ထိကွာဟနေပြီပရီးမီးယားလိဖလားကြီးကိုလီဗာပူးအသင်းရရှိသွားဖို့ရာဂိုင်းနှုန်းကတော်တော်လေးများတဲ့အနေအထားမှာရှိတယ်အာဒါပေမဲ့လည်းပရီးမီးယားလိပြိုင်ပွဲရဲ့ထုံးစံအတိုင်းပေါ့နော်ဒါပွဲမပြီးခင်ဘာမှပြောလို့မရတဲ့အနေအထားအာစနယ်မှာလည်းကြိုးစားပိုင်ဝင်ရှိနေသလိုနီးပြအတီတာကလည်း နောက်ဆုံး minute အထိပေါ့နော်ဒါပွဲစဉ်38အထိသူတို့မှာကြိုးစားပိုင်ခွင့်ရှိတယ်လက်လျှော့မှာမဟုတ်ဘူးဆိုတော့ mentality ဘိုင်း strong ဖြစ်မှုနဲ့အတူ United ကိုမဖြစ်မနေအနိုင်ကစားဖို့လိုနေတဲ့ပွဲစဉ်လေးဖြစ်ပါတယ် United ကလည်းတစ်ဖက်မှာဆိုလို့ရှိရင်တော့အဆင့်55မှာရပ်တည်နေတာဖြစ်တဲ့တော့ပေါ့နော်တိတ်ခါပိုင်းအရာအိမ်ဝင် Ultra Four မှာပေါ့နော်ပရိသတ်တွေကိုပျော်ရွှင်မှုပေးလာမလားလက်ရှိမှာ United ကတော်လိတီတာဒီမှာဆိုးွားနေတယ်အဆင့်55မှာရပ်တည်ပြီးရမှ33မှတ်ပဲရထားသေးတယ် ဆန်နပွဲထိရှုံးလာတယ်ပွဲစဉ်29ကစားပြီးထားတဲ့အချိန်မှာ6ပွဲနိုင်ပြီး6ပွဲတင်ကြီးကြာတယ်ဆိုတော့ United ရဲ့ရလပိုင်းလေးတွေကလည်းတော်တော်လေးဆိုးရတဲ့အနေထားမှာတော့ရှိနေပါတယ်ဆိုတော့သူတို့နှစ်သင်းရဲ့ကျွန်တော် lateral reserve form အကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကနောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာဆိုလို့ရှိရင်တော့ Aston Town တသင်းတည်းကိုပဲနိုင်ထားပြီးတော့ Fulham နဲ့တင်ကြီးကြာတယ်နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ Europa League ပွဲစဉ်မှာဆိုလို့ရှိရင် Societad Inquire မှာ1-1ဆိုတဲ့တင်ကြီးရလမျိုးဒါထွက်ပေါ်အောင်ကစားထားနိုင်တာဖြစ်တဲ့အတွက်ကို နိုင်ပွဲဝေးกว่าနေစေအကောင်းဆုံးဖောင်ကိုမရသေးတဲ့ Manchester United အတင်လို့ပြောရမှာလည်းဖြစ်တယ်လက်ရှိချိန်မှာလည်းကျွန်တော်ရှေ့ရပြောလို့ဗောနောနောက်တန်း injury ပြဿနာတွေကွင်းလယ်ပိုင်းပြဿနာတွေဒါတောင်မန်ကအာမတ်တိုကအဆောက်ဗောန injury ပြဿနာတွေရှိနေတဲ့အနေထားမှာတော့ Arsenal ကိုဟန်တားဖို့ဖြစ်နိုင်ပါမလားဗောနတစ်ချက်ကြည့်ရမယ်တစ်ဖက်က Arsenal တင်းကတော့ဒါ Premier League မှာကစားခဲ့နောက်ဆုံးနှစ်ပွဲမှာတော့နိုင်ပွဲပျောက်ဆုံးထားတယ် West Ham ကိုရှုံးနေ Forest နဲ့တည်ကြခဲ့ဒါကြောင့်လည်း Liverpool အသင်းနဲ့ရာမှတ်ကဗောနလက်ရှိအခြေအနေမှာဆိုလို့ရှင်တော့16မှတ်ထိ ကွာဟသွားတဲ့အခြေအနေမျိုးလေးဖြစ်နေတာပေါ့နော်အဲဒါမဲ့လည်းခုနကပြောလို့ပေါ့နော်ဘာမစိုးဖြစ်သွားနိုင်တဲ့အနေအထားမှာအာဆင်နယ်တို့အနေနဲ့ကလည်းဒီပွဲစဉ်ကလုံးဝအမှားခံလို့မရဘူးတကယ်လို့ဒီပွဲစဉ်ကိုသာတည်ရထက်ကြခဲ့မယ်သူမဟုတ်ရမှဆုံးရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့ဂျိမ်းဒီပေါ့လီဗာပူးတင်းရဲ့လီဗာပူးတင်းပေါ့နော်ပရီးမီးယားလီဂ်ဖလာကြီးပေးအပ်ရမယ်အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့အာဆင်နယ်ကလည်း United လိုပဲပေါ့နော် injury ပြဿနာတွေရှိနေသေးပဲကျွန်တော်ပြောစရာမလိုလောက်အောင်ပေါ့နော်အားလုံးသိကြတဲ့အတိုင်းပဲတိုက်စစ်ပိုင်းမှာအဓိကကစားသမားတွေအကုန်လုံးနီးပါး injury ရနေတာမျိုးရှိရေပေါ့နော် Saka မာတနယ်လီပြီးရင်ဂါဘရီယယ်ဂျီဇပ်ကိုင်ဟာဗတ်တို့ကစပါတော့အင်ဂျူရီရနေတယ်တိုးတော့ညာလေနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတော့ပရိသတ်တွေကိုအာဆင်နယ်တင်ရတော့ဗဇက်အဟောင်းသားဖြစ်အောင်ကစားပြသွားခဲ့တယ်ပေါ့နော်ဒါ PSV ရဲ့အိမ်ကွင်းမှာ71ဆိုတဲ့ရလံမျိုးနဲ့ပေါ့နော်ဒါတိုက်စစ်ပိုင်းရဲ့ကစားသမားတွေကောဒါနောက်တန်းကလပ်ဖီအိုရီတင်ပါရုရဲ့ twin goal တွေနေပေါ့နော်ဒါဂိုးပြတ်ခြေပြတ်အနိုင်ယူခဲ့တာမျိုးရှိပါတယ်ဒါကြောင့် မန္တလေးဒီဘိုင်းကတော့အာဆင်နယ်အသင်းအနေနဲ့တိုက်စစ်ပိုင်းမှာအင်ဂျူရီရှိရဲဆိုပေမဲ့နေရာဆုံကိုသွင်းနိုင်တဲ့စာသမားတွေရှိတဲ့အတွက်ရဲ့အပြည့်ဒီပွဲစဉ်ကလုံးဝအမားခံလို့မရတဲ့အနေအထားမှာတော့အာဆင်နယ်အသင်းကတော့မန္တလေးဒီဘိုင်းစ်ဖရောင်းဖြစ်လာပြီးတော့ပေါ့နော်ယူနိုက်တက်ကိုယင်ဆိုင်လာမယ့်အနေအထားလေးဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့သူတို့နှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုပေါ့နော်ဒါအူထရာဖူမှာကစားမှဖြစ်တဲ့အတွက်နောက်ဆုံး၃ချိန်အူထရာဖူမှာတွေ့ဆုံမှုမှာတော့ယူနိုက်တက်က၂ချိန်နိုင်ပြီးတော့နောက်ဆုံး၈ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့အူထရာဖူမှာတော့အာဆင်နယ်အသင်းက ဒါတကူးကူးမရှိဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့တာမျိုးရှိတယ်။ဆိုတော့နောက်ဆုံး၃ချိန်ရကြည့်မယ်ဆိုလို့ရှိရင်တော့ United ကွင်းဖြစ်နေတဲ့အနေအထားမှာတော့ United ကတော့အနည်းငယ်လေးတာတယ်ဆိုပေမဲ့ဒီနှစ်အပိုင်းခြားတွေမှာဆိုလို့ရှိရင်တော့ United ထပ်စားလို့ရှိရင်ပေါ့နော်။ Arsenal ကတော့ပိုကောင်းတဲ့အဲအတင်းတင်းအဖြစ်ရှိနေတယ်လို့ပြောရမှာလည်းဖြစ်တယ်။တူးချင်းဆွဆောင်ရည်ပိုင်းအရာပေါ့နော်။အတင်းလိုက်ကစားဟန်ဒါနီးပြအာတီတာရဲ့ဥဆောင်မှုအောက်မှာအနှစ်တိုင်းလိုလိုဒါမန်ချက်စတာစီးတီး၊လီဗာပူးအတင်းနဲ့လီဗာပူးအတင်းတို့နဲ့တူပေါ့နော်။ဒါပရီးမီးယားလိတိုက်တယ်ဆူအတော့ ရှင်ပြိုင်နေရတဲ့အနေအထားမျိုးလေး United ကတော့ဒီနှစ်အပိုင်းခြားတွေမှာရုန်းကန်နေရတယ်ဒီရာသီမှာလည်းအမိုရင်ရောက်လာသည့်တိုင်အောင် United အနေနဲ့လမ်းကြောင်းမှန်ပေါ်မရောက်သေးဘူးလို့ပဲကျွန်တော်တို့ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ်ဆိုတော့တို့နှစ်သင်းရဲ့ကျွန်တော်ဖြစ်နိုင်ပွဲ line နဲ့လေးခမ်းမ်းကြည့်အောင်ပေါ့နော်ဆိုတော့ Manchester United အသင်းကတော့ဒါ3-4နှစ်တစ်ဆိုတဲ့ကစားကွက်နေပဲအင်ကွေးမှာပေါ့နော်အာဆနယ်ကိုရင်ဆိုင်လာဖို့ရှိတယ်ထုံးစံတိုင်းအမိုရင်ရဲ့ကစားကွက်အတိုင်းပဲပေါ့နော်တိုက်စစ်ပိုင်းမှာကတော့ဒါရမတ်စ်ဝိုက်လန်ရဲ့ပြီးရင်ကာနာချိုဆာစီရူကိုပွဲထွက် ကစားသမားဆင်းမှာအတုံးပြူလာဖို့ရှိတယ်။အကွေးလက်မှာဆိုလို့ရှိရင်လည်းကိုဘီမီနူ injury ရနေသေးတာဖြစ်တဲ့အတွက်ကို Fernandez နဲ့ Casemiro ပဲပွဲထွက်လာဖို့ရှိတယ်။အဝင်းဘက်တီမှာကဆိုလို့ရှိရင်လည်း Mazzuri နဲ့ Dalot နောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်း Martinez နာနေသေးတယ်။ Maguire နာနေသေးတာဖြစ်တဲ့အတွက်ပေါ့နော်။ Center back မှာကတော့ Lindelof နောက်ခံလူ3ဘက်မှာပေါ့နော်။ Matthias De Ligt နဲ့ Yuri ပွဲထွက်လာဖို့ရှိတယ်။ကိုသမားကတော့ Onana ဒါကတော့ Manchester United အတင်ရဲ့ဖြစ်နိုင်ပွဲရ line up ပေါ့နော်။ဆိုတော့ အဓိကပြဿနာကတော့ United မှာ injury ကစားသမားများနေစေပဲပေါ့နော်ပြီးတော့ Dogu ကလည်းဒီပွဲစဉ်ကိုပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချုံမှာဖြစ်တယ်တော့ United ကတော့ကစားသမားအင်အားအရအအနည်းငယ်လေးအားနည်းနိုင်ပွေရှိတယ်လို့ထင်တယ်နောက်တစ်ချက်ကတော့ United အတင်းရဲ့တိုက်စင်မှုတွေကတော့ကိုပေါ့ပျောက်ဆုံးမှုတွေပေါ့ပေါ့နော်အဆုံးတက်တဲ့မီလို့တော့ထင်တယ်ပေါ့နော်လက်ရှိချိန်ထိဒါဟိုရုန်းကန်နေရတာမျိုးရှိတယ် Society နဲ့ပွဲစဉ်မှာတော့ဇာစီကိုရတယ်ဆိုပေမဲ့အဲဒီကစားသမားတွေရဲ့ပုံမှန်ခြေစွမ်းကမရှိသေးတဲ့အနေအထားမှာတော့အသင်းလိုက်စုစည်းမှုအဓိကတော့ ဘေးက play တဲတာကောင်းတယ်ဆိုလို့ရှင်တော့မှာ finishing ဘိုင်းနေမှာအားနေတာမျိုးတွေရှိတယ်လို့အာတောင်မန်နဲ့တိုက်စစ်ပိုင်းတွေက link up ချိတ်တဲ့နေရာတွေမှာ United အနေနဲ့အများကြီးလိုအပ်ချက်ရှိတာမျိုးတွေရှိတယ်။ပြီးတော့ cancel ပိုင်းကလည်း defensive line နဲ့ setup line နေမှာပေါ့နော်။အားနေချက်တချို့ရှိနေသေးတဲ့အတွက်ကိုပွဲစဉ်တိုင်းဒီပါ United က goal တွေပေးနေရတယ်ပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ Mourinho အနေနဲ့အစင်လာပြိုင်ဘက် Arsenal နဲ့ရင်ဆိုင်ရမယ့်အနေထားမှာဘလူးမျိုးနီးစနစ်ပိုင်းနဲ့ပြင်ဆင်လာမယ်ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်။ ဆိုတော့အစနေတင်းကတော့433ဆိုတဲ့ကစားကုန်မှာပဲပေါ့နော်တိုက်စစ်ပိုင်းမှာရွေးချယ်စရာမရှိဘူးပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်းပဲအဲတောင်မန်တစ်ဖက်မှာဆိုလို့ရှိရင် True Set ပေါ့နော် Front 3မှာအဲတစ်ဖက်မှာ Anari ပွဲထွက်လာပြီးတော့ Center Four နေရာမှာကတော့ Mourinho ကိုတုံးလာဖို့ရှိတယ်ကိုင်းလယ်မှာကလည်း Thomas Partey, Declan Rice နဲ့အတင်းကောင်းဆုံး Odegaard ကိုပွဲထွက်လာဖို့ရှိတယ်အနောက်ခံလူတွေနေရာမှာဆိုလို့ရှိရင် Fullback တွေမှာကတော့ Timber နဲ့ Cleffiori, Van Wyk လွယ်အောင်မဲ့ဒီပွဲစဉ်ကို Center Back မှာကတော့တကယ်လို့ Solid ဖြစ်တဲ့ Saliba နဲ့ Gabriel ပွဲထွက်လာဖို့ရှိတယ်ကိုသမားကလည်း David Raya ဆိုတော့ဒါ Arsenal အသင်းရဲ့အဲ တောင်တင်းဆုံးလူစင်းလို့ပဲပြောရမှာပေါ့နော်ထပ်ပြီးတော့လည်းတက္ကသမားတွေမရှိတဲ့အနေထားမှာတော့ဒီလူစင်းနဲ့ပဲအတီတာအနေနဲ့ကတော့ဒါအာဆင်နယ်တင်းကိုထမ်းပိုးနေရတဲ့အနေထားလေးမှာရှိပါတယ်။ Okay ပါဆိုတော့ United အင်ဂွင်းဆိုပေမဲ့လက်ရှိခြေစွမ်းအရာပေါ့နော်ခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုနှစ်တင်းကြားထဲမှာဒီရာသီကွာဟမှုတွေကကြီးမားတာဖြစ်တဲ့အတွက်ကိုအာဆင်နယ်တင်းကတော့အဝေးဝင်းဖြစ်ပေမဲ့လေဒါအာဆင်နယ်တင်းကပဲကြေးကြောပေးလာတဲ့ပေးလာဖို့ရှိတဲ့အနေထားလေးမှာရှိရပေါ့နော်။ကြေးအပြောင်းလဲလေးရှိနိုင်ပွဲရှိတယ်။ကျွန်တော်တို့လက်တလုံးမှာကျွန်တော်ထင်တာကတော့အာဆင်နယ်အနေနဲ့ 190အနိုင်လောက်ပေါ့နော်ပေးလာနိုင်ပွဲရှိတယ်လို့ထင်တယ်ဘလို့ပဲဖြစ်ပါဒီပွဲစဉ်ကဒါ United အတွက်ကတော့ဒါချင်းစီဖောက်လွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်ဘူးပေါ့နော် United အနေနဲ့ကတော့လက်ရှိမှာရုန်းကန်နေရစေဖြစ်တယ်လို့ပေါ့နော် Premier League မှာရီမန်ချက်ပျောက်ဆုံးနေတဲ့အနေအထားလေးမှာရှိတယ်ဥရောပဝင်ခွင့်အတွက်ကလည်းတော်တော်လေးလလန်းမမီတဲ့အနေအထားမှာရှိတယ် Arsenal အသင်းကတော့ကျွန်တော်ရှေ့ရပြောလို့ mentality ဘိုင်းကတော့ strong ဖြစ်မှရမယ်လက်ရှိမှာ16မှတ်ကွာနေတဲ့အနေအထားမှာဒီပွဲစဉ်မှာတည်တောင်ကြလို့မရတဲ့အနေအထားမှာ Arteta တို့အနေနဲ့ဘလို့ပဲဖြစ်ဖြစ် ရှိမှလည်းနှစ်ပွဲစရမှတ်ဆုံးရှုံးထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုတော့ဖောင်ဖြတ်ပြီးကစားလာမယ်အနေထား။ဒါကြောင့်လေဒီပွဲစဉ်မှာကျွန်တော်ထင်ပါတယ်အာဆင်နယ်အသင်းပဲအနိုင်ရရှိသွားမယ်ပွဲစဉ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ United ကွင်းဖြစ်နေတဲ့အတွက် United အသင်းလည်းတွင်းကိုရနိုင်ဖို့ရှိတယ်လို့ထင်တယ်။ဒါကြောင့်အပြန်လန်တွင်းကိုလေးနဲ့အာဆင်နယ်အသင်းအနေနဲ့ပေါ့နော်။ဒါနှစ်ကိုတကိုဆိုရရလက်မျိုးလောင်းနဲ့အနိုင်ရရှိသွားမယ်ပွဲစဉ်လို့တော့ထင်ပါတယ်။ဒါတော့ဒီပွဲစဉ်ပေါ့ကျွန်တော်အမြင်ပဲဖြစ်ပါတယ်ဆိုတော့တကယ်ချင်းတို့ကစူပါဆန်တီရဲ့ဘေ့ချ်မတ်ပေါ့နော်ဒါခါတီရဲ့ပြိုင်ဘက် နှစ်သင်းတွေ့ဆုံနေတဲ့ပွဲစဉ်ပေါ်မှာအမြင်လေးတွေကို comment box မှာဝင်ပြပေးသွားကြကြပါဦး။ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။